အဲ့ဒီယောက်ျားကမျက်မှောင်ကျုပ်ပြီးသူ့ကောင်းသူရိုက်ကသူအရန်လုံများပြီးမေ့သွားတာပါလို့နောင်တရတလူဟန်ဆောင်ခဲ့တယ်ပြီးတော့သူကသူမအတွက်တခြားတစ်ခုသွားဝယ်ပေးမယ်လို့ပြောခဲ့တယ်။ဒါပေမဲ့မရငယ်စီကနောက်ထပ်ဖုန်းတစ်ကောဝင်လာတော့သူကသူမအတွက်အပြင်စာမပေးခဲ့မယ်လို့ကတိပေးပြီးအလင်းအမြန်ထွက်သွားခဲ့တယ်။ဒါပေမဲ့ညစာဘယ်တော့မှရောက်မလာခဲ့ဘူး။တညလုံးအေးဆက်နေတဲ့ပင်လယ်စာဆန်ပြုတ်ပကံတလုံးနဲ့သာမထီပဲရှိနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူမအဖေကထမင်းမှုတစ်ပူးတည်ပြီးဝင်လာခဲ့တယ်။ သူ့ကိုမြင်လိုက်တဲ့ခဏမှာပဲသူမရဲ့ဝမ်းနဲ့ပူဆွေးမှုတွေအလုံးရေကာတာကျိုးတယ်လို့ပောက်ကွဲထွက်လာခဲ့တယ်။ဒါပေမဲ့သူမက သူ့စီကဘဲအကူညီကိုမှလက်ခံဖို့ငြင်းဆန်ခဲ့တယ်။အဲ့ဒီအစားသူမကသူမရဲ့တေဆုံးမှုအတူစာချုပ်ကိုကင်တွယ်နေတဲ့လူစီကိုဖုန်းခေါ်လိုက်တယ်။အဲ့ဒီယောက်ျားအပေါ်လုံးဝလက်လျှော့လိုက်ပြီးနောက်သူကဖုန်းထဲမှာ ချိုချိုသာသာစကားပြောနေတော့မှပဲသူမကဘဝတစ်တခုစတင်ဖို့ဆုံးဖြတ်လိုက်တယ်။သူကသူမကိုအိမ်မှာထိုင်နေတာတွေ့လိုက်ရတော့တုန်လှုပ်သွားတယ်။ သူကဖုန်းကိုထိတ်ထိတ်ပြပြချလိုက်ပြီးသူမဘေးကို အမြန်သွားကဘာလို့ဆေးရုံမှာအကြာကြီးဆက်မနေပဲပြန်ကောင်းအောင်မလုပ်တာလဲလို့မေးခဲ့တယ်။သူမကသူ့ကိုအစားအစာမရှိရေမရှိပဲအနက်ခံပြီးတေဘိုးဟိုမှာဆက်နေရမှာလားလို့ပြန်អွန်လိုက်တယ်။ဒါကိုကြားတော့သူကအလင်းမြန်ခုခံကာကွယ်ပြောတဲ့သူကအရန်လုံများပြီးအပြင်စာမှာဖို့မေ့သွားတာပါလို့ပြောတယ်။သူကသူမအတွက်ကိုယ်တိုင်ချက်ကျွေးမယ်လို့ချိန်ဆပြီးသူမအစာကောင်းကောင်းစားပြီးအပြန်ပြေးလာတာနဲ့သူတို့နောက်ထပ်ကလေးတစ်ယောက်ထပ်ကြိုးစားလို့ရတယ်လို့ပြောခဲ့တယ်။ သူမဘလောက်အေးဆက်ပြီးစိမ့်ကားနေလဲဆိုတာကိုတွေ့တော့အဲ့ဒီယောက်ျားရဲ့အပြုံးကသူ့မျက်နှာပေါ်မှာခဲသွားတယ်။သူကသူမတခုခုတီသွားပြီလားလို့တန်တရားဝင်လာတယ်။ဒါပေမဲ့အဲ့ဒီအတွေ့ကိုအမြန်ဖယ်ရှားလိုက်တယ်။ဘာပဲဖြစ်ဖြစ်သူကခြေရလက်ရတိုင်းကိုဖျက်ထားပြီးသားပဲသူမဘာမှသိနိုင်စရာအကြောင်းမရှိဘူး။ပြီးတော့သူကချစ်ခင်ဟန်ဆောင်တဲ့စကလုံးတွေတွန်းချလာတယ်။ဒါပေမဲ့သူမကလုံးဝယုံရှာသွားပြီးသူ့ရဲ့စုပ်ကင်ထားမှုကနေသူမလက်ကိုပြင်းပြင်းထန်ထန်ဆွဲထုတ်လိုက်တယ်။ အဲ့ဒီယောက်ျားက "तू မရဲ့ရွှေရှမှုကိုမခံစားမိတယ်လို့ဟန်ဆောင်ပြီးဘာပဲဖြစ်ဖြစ် तू မအတွက်သွားချက်ပြုတ်ပေးခဲ့တယ်။ဒါပေမဲ့ तू ထွက်သွားတာနဲ့မယားငယ်စီက message တစ်ခုရောက်လာတယ်။သူတို့ရဲ့ဂျုံခီးစဉ်အတွက်ဇနီးဖြစ်သူရဲ့ခီးသွွားစီစဉ်ကိုတုံးမယ်လို့ပြောထားတယ်။ဒါကဇနီးဖြစ်သူကို तू မကိုယ်တိုင်တစ်ခါကအဲ့ဒီအသေးစိတ်ခီးသွွားအစီစဉ်ကိုဆွဲခဲ့ဘူးတာကိုသတိရစေတယ်။သူတို့ရဲ့ခုနှစ်နှစ်မြောက်နှစ်ပတ်လည်ကိုဂျုံပုံမှာအတူတူကျင်းပဖို့မျှော်လင့်ခဲ့တာ။ ဒါပေမဲ့အဲ့ဒီအစာသူမရလိုက်တာကသူ့ရဲ့ညင်းပယ်မှုပဲသူကအရန်လုံများပြီးသူမနဲ့အတူသွားဖို့အချိန်မရှိဘူးလို့စိတ်မရှိစွာပြောခဲ့တယ်။သူဝင်လာတဲ့အခါသူမကသူ့ဖုန်းကိုကင်ထားတာတွေ့လိုက်ရတယ်။သူကမယားငယ်ကိုစိတ်ဖြည့်လက်ပြောက်ကျွန်ခီးစဉ်ခေါ်သွားပြီးပျော်ရွှင်စေခြင်းယုံတသက်ပါလို့အမြန်ရှင်းပြခဲ့တယ်။သူမမတုံ့ပြန်ခင်မှာပဲသူ့လက်ထောက်ကထပ်ခေါ်လာပြီးခီးစဉ်အတွက်ပြင်ဆင်ဖို့သူကအရာအလုံးကိုပြီးပြည့်စုံအောင်စီစဉ်ပေးတာဖြစ်နေပြီ။ ဖုံးချပြီးနောက်သူကသူမမျက်နှာကိုထိဖို့စ조사ခဲ့ပေမဲ့သူမကရှောင်တိတ်လိုက်တယ်။သူကဒေါသထွက်ပြီးသူမကိုအကျိုးအကြောင်းမရှိသူလို့ဆွဆွဲခဲ့တယ်။နောက်တစ်စက္ကန့်မှာပဲသူမကအေးဆေးစွာပြုံးလိုက်ပြီးသူ့ကိုမရငယ်တဲ့အတူအပန်းဖြစ်ခီးသွားခွင့်ပြုဖို့သဘောတူလိုက်တယ်။သူ့ရဲ့မကောင်းတဲ့စိတ်ခံစားချက်ချက်ချင်းပြောက်ွယ်သွားတယ်။သူကသူမကိုကဘာပေါ်မှာနားလည်မှုအရှိဆုံးဇနီးအဖြစ်ချီးကျူးပြီးကျင်းနဲ့နေတဲ့အပြုံးနဲ့ထွက်သွားခဲ့တယ်။သူမကသူထိသွားတဲ့နေရာကိုရွှေရှာစွာနဲ့တုတ်ပစ်လိုက်တယ်။ ခုနှစ်ရက်ပဲကျန်တော့တယ်ခုနှစ်ရက်ကြာတဲ့အခါမင်းရဲ့ကဘာကနေလုံးဝထွက်သွားတော့မယ်ပြီးတော့ကိုပြောတယ်လို့ပဲနေတော့မယ်လို့တွေးလိုက်ပါတော့တယ်